ဒီနေ့ကတော့ဖျော့ကမွန်ပြည်နယ်ဒေသကြားလေးတစ်ခုဖြစ်တဲ့အုံနုခောက်ဆွဲလေးကိုချက်ပြီးတော့စားပြမလို့ပါ Travel Blog လို့အဆုံးထိကြည့်ပေးကြပါအောင်ရှင်။ဒါပဲကြဆံဟိုပဲစီမြများလေးနဲ့ကြော်ထားတာနော်။ Hello င်္ဂလာပါရှင်ဖြိုရဲ့ page ကနေပြန်လဲကြိုဆိုလိုက်ပါရယ်ဒီနေ့နေ့လယ်ကလေးမှာတော့ဖြိုတို့မွန်ပြည်နယ်ဘက်မှာချက်စားလေးရှိကြတဲ့အုံနိုးခောက်ဆွေကိုဖြိုကချက်ပြီးတော့စားမှာပေါ့နော်ဒါကကြတော့ပဲဝါချံကိုဖြိုတို့ပြုတ်ထားတာပေါ့နော်သူကအချိန်ကြကြပေးပြီးတော့ပြုတ်ရတယ်ဆိုတော့လေဖြိုဒါ၃နိုင်လောက်ရှိပြီပြုတ်ထားတာတော့ကဲနူးမနူးကြည့်လိုက်အောင်မယ်ဟောနူးနေပြီကဲပြုတ်ထားပြီးသားပဲလေးတွေကိုဖြိုကပကံလေးထဲဆယ်ထည့်လိုက်မှာပေါ့နော်ကဲခုဆိုလို့ရှင်ဖြူကတော့ဒီပြုတ်ထားပြီးသားပဲတွေကိုချိန်ပြီးမှာပေါ့နော် ယ်ခုဆိုလို့ရှင်ဖြိုးပဲလဲကျိတ်ပြီးသွားပြီဆိုတော့အုံနုခဆွဲဟင်းရချက်ဖို့အတွက်အိုစာကြီးရွှေစုံဟင်းခတ်မုတ်လေးတုံးပြီးတော့ချက်တော့မှာပေါ့နော်အရင်ဆုံးဒဲဦးတဲ့ကိုစီလောင်ထည့်လိုက်ပါဦးမယ်ကဲစစ်ပူလာပြီဆိုရင်တော့ဖြိုးကျိတ်ထားတဲ့ကျက်သွုံဖြူနီလေးတွေကိုထည့်လိုက်ပါတော့မယ်ကဲပြီးရင်စနွေမုတ်လေးနည်းနည်းထည့်ပါမယ်။ပြီးရင်တော့အယောင်လေးလှောက်အောင်လို့ဖြိုကအယောင်တင်မုတ်လေးပါထည့်ပါမယ်။ ကဲစီသက်ထားတာလေးတွေမှုလာပြီဆိုရင်တော့ဖြိုးသေးသေးလေးတုံးထားတဲ့ကြက်သားလေးကိုထည့်လိုက်ပါမယ်။ကဲအခုလို့နေထားရောက်ပြီဆိုလို့ရှိရင်တော့ဖြိုးအရသာလေးတွေထည့်လိုက်ပါတော့မယ်။အရသာအတွက်စားထည့်မယ်။ပြီးရင်တော့ဒီအိုစာကြီးရွှေစိုးဟင်းခတ်မုတ်အချိုလေးကိုထည့်ပါမယ်။ဖြိုးကားတော့ဟင်းရဲ့ချက်မှာဆိုတော့အိုစာကြီးရွှေစုံဟင်းခတ်မုတ်အချို့ကိုတုံးစုံမမောက်ထည့်လိုက်ပါမယ်။ ကဲအခုဆိုလို့ရှင်စက်တာလေးတွေလည်းရပြီဆိုတော့ဖြိုးခုနကကြိတ်ထားတဲ့ပဲလေးတွေကိုထည့်ပစ်လိုက်ပါတော့မယ်ကဲပြီးရင်ရေလေးတွေပါဖြိုးထပ်ထည့်လိုက်ပါဦးမယ်ရှယ်ပဲเนาะကဲပြီးရင်တော့ဖြိုးပါဒီကျက်တော့နေဥတလုံးလေးတွေထည့်ပစ်လိုက်တော့မှာပေါ့เนาะ ချိုးလို့တက်တုန်ဒီဥတလုံးလေးမထဲခြင်းမှုဆိုလို့ရှိရင်လေလေးချမ်းခွဲပြီးတော့ထဲခြင်းလဲရရတယ်เนาะဒီဥတလုံးလေးတွေကြတော့ပို့ပြီးတော့ချိုးတယ်တည်တာကဲပြီးရင်ဖြိုးစုတဲ့အထိအဖုံးဖုံးထားပြလိုက်ပါတော့မယ်ကဲအခုလို့စုလာပြီဆိုရင်ဖြိုးတို့အုံနှုတ်ထည့်ပေးတော့မှာပေါ့เนาะအုံနှုတ်ကတော့ဖြိုးကဒီဘူးသေးလေးတစ်ဘူးထည့်မှာပေါ့เนาะကဲပြီးရင်ဒီမှာလှီထားတဲ့ဘဲဥပြုတ်လေးတွေထည့်လိုက်ပါမယ် ပြီးရင်တော့ဖျို့တို့ဒါနောက်ထပ်တရေလောက်ပေးစုထားပြီးရင်တော့ဆောက်လို့ရပြီပေါ့နော်ဝါရှယ်ပဲကဲခုဆိုလို့ရှိရင်တော့ဖျို့ဒီအိုစာကြီးရွှေစွန်းဟင်းခတ်မုတ်အချိုလေးနဲ့ချက်ထားတဲ့အုံနှုတ်ခောက်ဆွဲအရေးလေးရသွားပါပြီဆောက်လို့ရပါပြီရှယ်ပဲနော်ကဲအခုဆိုလို့ရှိရင်တော့ဖြိုးအုံလို့ခောက်ဆွဲစားဖို့အတွက်ဟင်းရည်လေးချက်လုပ်ပြီးသွားပြီပေါ့နော်ရင်စုံမှာမုတ်ဖက်လေးထည့်တိုင်းကဲပြီးရင်ကြာစံကြော်လေးထည့်မယ် ပြီးရင်တော့ကျွတ်နေပေါ့နော်ဒါလေးကကျွတ်နေထဲမယ်ဒါရှောက်ရွက်ဒီဘဲဥလေးပါထဲအောင်ကဲဟင်းလေးထဲပါမယ်ဟေးမြမြလေးနဲ့ထဲကဲတမရသည်လေးပါညှက်ထဲလိုက် ။နာမွှေးနေရောပဲ။မြို့တီချက်မုတ်လေးပါနည်းနည်းထည့်လိုက်။ကဲစားကြပါအောင်ရှင်မြုပ်သီးဆက်ဆက်လေးနဲ့စားကြပါအောင်ပြီးတော့စားပါတော့မယ်ဒီကြာစံကြော်ကဖြိုးမကြော်ပြလိုက်ရအောင်ဒါပဲကြာစံကိုပဲစီမြများလေးနဲ့ကြော်ထားတာနော် နေနေကအစားချင်မှမသိလို့အုံနှုတ်ခွက်ပဲထားချက်စားလိုက်တာကောင်းတယ်အခုမှပဲစားချင်တာလေးစနာပြေပါတော့ပုံမှန်ဆိုရင်လေဖြိုးအုံနှုတ်ခောက်ဆွဲချက်လို့ရှိရင်အရင်ဆိုဟင်းခမုတ်လဲထည့်တယ်တကြားတွေလည်းထည့်ရသေးတယ်အဝါဖြိုးတုံးသွားတဲ့ဒီအိုစာကြီးရွှေစုံဟင်းခမုတ်ကတကြအောင်ထည့်ကြမလို့တော့စားနဲ့သူ့ဟင်းခမုတ်နဲ့ပဲထည့်လိုက်တာလေလောကကွက်တိပဲရတာ 刚有呗。 ကောင်းနေရောဖြိုးကလေဒီအုံနှုတ်ခောက်ဆွဲစားလို့ရှိရင်ဖြိုးကြီးမှာဒီမိုးဆန်နဲ့လောက်တဲ့ခောက်ဆွဲဖက်လည်းရှိရယ်ပြီးဒါမှမဟုတ်ရှင်ဒီလို ready made ခောက်ဆွဲတွေလည်းစားကြတာပေါ့နော်ဒီခောက်ခောက်ဆွဲဖက်နဲ့နည်းနည်းစားကြည့်ဒါကြတော့အရသာသမျိုးလေးဂျုံခောက်ဆွဲပေါ့နော်။ဟိုကကြတော့ဆန်ခောက်ဆွဲဖက်ပေါ့ ိုးစားသလိုလေချက်စားခြင်းနဲ့ဆိုလို့ရှိရင်ဒီအိုစာကြီးရွှေစုံဟင်ခတ်မုတ်ကိုလေလူမျိုးဘာသာမျိုးရဲ့အုံပြုပြီးတော့ချက်စားလို့ရတယ်နော်။သူကကြတော့တက်တက်လို့ဟင်ခတ်မုတ်လည်းဖြစ်တယ်။နောက်တစ်ခုကကြတော့ FDA SME နောက်လို့ရှိရင် HALA certificate တွေအားလုံးရထားပြီးသားဖြစ်တဲ့အတွက်ကြောင့်လူမျိုးဘာသာမျိုးရဲ့စိတ်ချစွာအုံပြုလို့ရတယ်နော်။ဖြိုးကူးချက်စားတို့လိုက်ပြီးတော့ချက်စားကြည့်ကြနော်။ဖြိုးကတော့အရန်စားလို့မိန်နေပြီ။အင်း ကဲခုဖြိုးကတော့ဆားလို့ကောင်းသွားပါပြီလုံးဝအရသာမရှိနေရောပဲဒီလားဖြိုးတို့အုံနှုတ်ခတ်ဆိုရဲကြိုက်တယ်ဆိုလို့ရှိရင်လိုက်ပြီးတော့ချက်စားကြည့်ကြအောင်နော်ကဲနောက်ပါတော့ကြရွေးရှင်တော့ဖြိုးဘာချက်ပြပြီးတော့ဘာစားပြအောင်လဲဆိုတာစမှုတရှိပေးကြပါအောင်ရှင်တတား